င်္ဂလာပါကြောက်ကြိုးဆိုရင်လူတော်တော်များများကကြိုက်နေတတ်လေးရှိကြပါတယ်။ဒါကြောင့်ဒီနေ့မှာတော့အုံစိမ့်ကြောက်ကြိုးလုံနေလေးအကြောင်းကိုမျှဝေပေးခြင်းပါတယ်။အုံစိမ့်ကြောက်ကြိုးမှာပါဝင်တဲ့ပစ္စည်းတွေကဒီမှာဝယ်လို့ရတဲ့ပစ္စည်းတွေကိုအသုံးပြုပြီးတော့လုပ်ပြထားတာပဲဖြစ်ပါတယ်။ဒါဆိုရင်အခုပဲအုံစိမ့်ကြောက်ကြောလုံနီလေးအကြောင်းကိုဆက်ကြည့်လိုက်ကြရအောင်။အုံစိမ့်ကြောက်ကြောကအလွာနလွာလုံးရပါမယ်။ဖြစ်စင်ထားမယ့်ဖြစ်စည်းတွေကတော့အုံစိမ့်ရီ၊အုံနှီးနုအသား၊အုံနု တကြားစားနေကြောက်ကြောက်မှုတို့လိုအပ်ပါမယ်။အရင်ဆုံးပထမအလွာအတွက်စပြီးပြင်ဆင်ပါမယ်။ပါဝင်တဲ့ပစ္စည်းတွေကတော့အုံစင်းရည်၊တကြားစားကြောက်ကြောက်မှုနဲ့အုံသီးနှုတ်အသားကိုသုံးရပါမယ်။ဒီမှာတကြားက50ဂရမ်ကနေ80ဂရမ်အထိထည့်လို့ရပါတယ်။အချို့မကြိုက်တဲ့သူတွေအတွက်တော့50ဂရမ်လောက်ထည့်ရင်အတော်လောက်ပါပဲ။အချို့ကြိုက်တယ်ဆိုရင်တော့နည်းနည်းပိုထည့်လဲရပါတယ်။ ကျမကတော့အခု60ဂရမ်လောက်ထည့်ထားပါတယ်။ဒုတိယအလွန်အတွက်ကတော့အုံနို၊တကြား၊စာ၊ကြောက်ကြောမုံနဲ့ရေကိုအသုံးပြုပါမယ်။ဒါဆိုရင်ပထမအလွာမှာပါဝင်တဲ့ပစ္စည်းတွေအလုံးကိုအိုးထဲထည့်ပြီးရောမွေပါမယ်။ပြီးရင်ကြောက်ကြောမှုတွေပြောသွားအောင်ခဏထားလိုက်ပါမယ်နော်။10မိနစ်ကနေနိုင်ဝဲလောက်ထားရင်ရပါတယ်။ အဲ့ဒီအချိန်မှာဒုတိယအလွာအတွက်ဆက်ပြီးပြင်ပါမယ်။ဒုတိယအလွာကိုလည်းပထမအလွာလို့တို့လိုပဲအားလုံးကိုဦးရဲတဲ့ရုံးမှုပြီးတော့ကြောက်ကြောမှုတွေပြောသွားအောင်ခဏထားလိုက်ပါမယ်နော်။တလက်စားတဲ့ကြောက်ကြောထဲမဲ့ဘန်းကိုလည်းအစင်သင်းပြင်ထားပြီးတော့အုံသီးနုအသားတွေကိုဘန်းထဲပြန်ထားလိုက်ပါမယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ပထမအလွာအတွက်ပြင်ထားတဲ့ကြောက်ကြောအုပ်ကိုမီးအလယ်လောက်နဲ့စပြီးကြိုပါမယ်။ကြောက်ကြောအုပ်ကိုမီးဖို့ဝတင်ပြီးစကြိုတာနဲ့အဆက်မပြတ်မှွေပြီးနေရပါမယ်နော်။ကြောက်ကြောကြိုထားတာစူပွက်လာပြီဆိုရင်တော့ပုံသီးနှုတ်ထဲထားတဲ့ဘန်းထဲကိုလောင်းထည့်ပြီးအေးခံထားရပါမယ်။ဒါဆိုရင်ပထမအလွာပြီးသွားပါပြီ။ ပထမအလွာကိုအေးခံတာတော့မှာဒုတိယအလွာဖြစ်တဲ့အုံနှုတ်ရည်ကြိုးပါမယ်နော်။အုံနှုတ်ရည်ကိုလည်းပထမအလွာကြိုးသလိုပဲမီးအလေလောက်နဲ့ကြိုးပြီးတော့ပုပ်ပွက်ဆူလာတာနဲ့မီးပိတ်ပြီးခဏလောက်မီးပုံပေါ်မှာပဲထားပါမယ်။ဒီနေရာမှာတတိထားရမှာတကူကလေ ဓမ္မအလွာကိုအပေါ်ရနည်းနည်းလေးတင်းလာတဲ့အထိအေးခံထားပြီးမှဦးနှုတ်ရည်ကိုအပေါ်ကနေဖြည်းဖြည်းချင်းလောင်းထည့်သွားပါမယ်။ဦးနှုတ်ရည်ကအရန်ပူနေပြီးတော့ပထမအလွာက အပေါ်ရမတင်းသေးတာမျိုးဆိုရင်ဦးနှုတ်ရည်လောင်းလိုက်တဲ့အချိန်မှာပထမအလွာကပေါက်သွားတတ်ပါတယ်။ဦးနှုတ်ရည်လောင်းပြီးပြီဆိုတာနဲ့ဦးစိမ့်ကြောက်ကြောပန်းကိုအေးအေးခံထားလို့ရပါပြီ။ ုံစိမ့်ကြောက်ကြော်တွေရေးသွားပြီဆိုရင်စိတ်တန်းကြလီပြီးစားလို့ရပါပြီ။အခုလုတ်ပြရတဲ့အုံစိမ့်ကြောက်ကြော်ကအရန်လည်းမချိုတဲ့အတွက်အဆင်ပြေမယ်ဆိုရင်လှုပ်ရှားကြည့်ပါနော်။အုံစိမ့်ကြောက်ကြောကိုရေခဲတစ်တာနဲ့ထည့်ပြီးတော့မစားရင်လေအေးအေးချိုချိုလေးနဲ့မို့လို့ပို့ပြီးတော့စားကောင်းပါတယ်။ တကယ်လို့ ready made ဘူးတွေမသုံးကျင်ဘူးတဘာဝအုံသီးနုကိုပဲသုံးပြီးလုပ်မယ်ဆိုရင်လည်းအခုအချိုးအစားတိုင်းပဲလုပ်လို့ရပါတယ်ဒီဗီဒီယိုရဲ့ description မှာလည်းပါဝင်တဲ့ပစ္စည်းနဲ့အကျိုးအစားတွေကိုရေးပြထားပါတယ်။ခုဗီဒီယိုလေးကိုကြည့်ရတာကြိုက်နေသက်တယ်ဆိုရင် like, share နဲ့ subscribe လုပ်ပေးဖို့နဲ့ ကြောက်ကြောလုံနေလေးနဲ့ပတ်သက်ပြီးတော့မေးချင်တာသိချင်တာရှိရင်လည်း comment မှာထားသွားခဲ့လို့ရပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်။ Bye bye.